ta Tate, Tate, hey, Tate. Hả, cô đi thuê gì? Phải cá là là lỗ. Nguyên liệu tăng nghe chứ. Cô, đi trụ. Thái bò, xin huy trang lý tạo bảo. Thì đồ biểu xe mà cô đi trụ. Phải cái xa xì lụ lệ. Cái xa thú giá để tiền đi. ညဆိုရွာထဲမှာဘသားမှမအိပ်ရဲကြပါတကယ်လား ပြောပြပါအောင်ဘာတွေထူဆန်းနေတာလဲညဘက်ဆိုနွားတွေပြောက်ဝက်တွေပြောက်နဲ့ပိန်ခေါင်မိုးတွေပေါ်မှာတောင်ထူဆန်းတဲ့အတန်တွေစူညံနေတာဒါချင်းညကဘာလို့ကင်းမဆောင်ကြတာလဲကင်းဆောင်ပါတယ်ဒါပေမဲ့အတန်ပဲကြားတယ်ဘာမှမြင်လိုက်ပါဒါဆိုအခုဘာလုပ်ကြမလဲဒါကြောင့်မို့လို့မင်းကိုငါနဲ့တူခေါ်သွားဖို့ငါလာခဲ့တာကောင်းပြီလေ မနှက်ဖြန်ကြရင်တော့ကျွန်တော်လာခဲ့မယ်ဒီညတော့လိုးအတာတွေအကုန်ထည့်လိုက်အောင်မယ်ဟုတ်ကဲ့ကျေးဇူးပါပဲတကယ်ချင်းမနှက်ဖြန်ကြတော့ကျွန်တော်နှွားလဲလွတ်လိုက်ပါမှာပါအမေအမေ မေဘာချက်နေတာလဲညစာအတွက်ထမင်းချက်နေတာသွားပြီးတရက်တီထောင်းလိုက်ဦးမနှက်ဖန်ငါကိုညီထွန်းနဲ့ဗန်ဝေးကုန်းရွာကိုလိုက်သွားရမယ်သူကလိုက်ခဲ့ဖို့လာခေါ်တယ်အေးသွားလေမင်းဖေပြန်လာရင်တော့ပြောလိုက်အောင်ဝိုးဟင်းဒီကအရသာရှိမဲ့ပုံပဲ င်းဖေကလက်ကွင်းကိုစောစောသွားနေမိမင်းပြတော့သွားမှာလဲမနှံ့ခေါင်းနိုင်တော့မှာတာသူလို့နဲ့အတူသွားမယ်မင်းတိုက်ဟေးတိုက်ငါကကိုခိုင်မောင်မင်းကိုခေါ်ဖို့လာတာမင်္ဂလာပါကိုနွားတွေကတကယ်လှတယ်ဟုတ်တယ်နေမမြင့်ခင်လာခေါ်တာ လာပါတာလေမင်းကိုစောင့်နေတာဟာရယ်ပြောပါပါဘာတွေဖြစ်နေတာလဲအခြေအနေကဘယ်လိုရှိလဲသူတို့ကပညာတတိမထားနိုင်ကြလို့ပေါ့ကွယ်ဒါကြောင့်မင်းကိုအကူအညီတောင်းကျင်လို့ခေါ်လိုက်ရတာဟုတ်ပြီဒီညတော့ငါတို့စောင့်ကြည့်ကြမယ်ညအတွက်လူငယ်တွေကိုစုစည်းပါကောင်းပါပြီတတိစားလေးစားတယ်အမေသားဟင်းကပေါ်သားပဲဟုတ်ကဲ့စားပါမယ်ဩလီး ကြတားလေတရေကြီးတကောင်အမွေးတွေနဲ့ဖုံးနေတယ်ရွာလေးကဝက်တကောင်ကိုဆွဲသားတယ်ငါတို့လိုက်ကြတယ်ဒါမဲ့အခုတော့ပျောက်သွားပြီမဖွာကျွန်တော်ရင်ဆိုင်နေရတဲ့ဒုက္ခတွေကိုမေးခွန်းပြူပါ တဲဝင်ပြီးဘသူတွေစုဘူးနေတာလဲမဖေွာလက်ကြီးတပားပါတည်းလေးပြည်ဆောင်နဲ့မင်းကြီးတို့ရဲ့အကျဲတောင်ကနေလွတ်မြောက်လာတဲ့ရှေးဟောင်းတရေတကောင်ပေါ့အသက်ကမရေမနှက်ကြီးကအသက်ကြီးနေပြီမနှက်ပြန်ဖန်းစည်းတဲ့အခါဘလူးရောင်ဆောင်ပြီးကျွဲရောင်ဆောင်ပြီးဖန်ပါဟုတ်ကဲ့မဖေွာအိုင်းကျွန်တော်ပြောတာကိုသေချာနားထောင်ပါထမင်းတအိုးအပြစ်ချက်ပြီးကြက်တကောင်လုံးပြင်ဆင်ပါနောက်ပြီးရွာထဲကနှက်တင်တဲ့လူတယောက်ကိုလည်းခေါ်ခဲ့ပါပြီးရင်လူငယ်တွေကိုအဖွဲတွေခွဲပြီးရွာအဝင်အထွက်တွေမှာအလှည့်ကျစောင့်ခိုင်းလိုက်ကျန်တာ၅တောင်ဝင်ယူတယ် ရှိမဲရောအနာမဲရောကိုတင်ကြိုက်ကိုအပိုင်းဆိုင်ရည်မဖဲဝါသခင်မှာကြွချီတော်မူပါ ဒီညမဟာဝိညာဉ်ရောက်လာတဲ့အခါမင်းအိတ်ထဲကကျွဲရုပ်နဲ့ဘလူးရုပ်ကိုထုတ်ပြီးသူတို့နဲ့ရိုက်နှက်လိုက်ပါ။နှမင်းကြီးလေးပါးကိုငါခေါ်မယ်။ကျွန်ုပ်နောက်နှလုံးသည့်အညာအတွက်တုံ့လုံနေပါသည်။ဟုတ်တယ်။တာတွေကို အားကိုးဖို့ကလွယ်လို့ရွှေးစရာမရှိဘူး။ရွာလေးကိုမမြင်ရပဲ။ငက်ကြီးဝင်လာတဲ့ကြရင်ရွာပြင်ရောက်အောင်မောင်းထုတ်ရမယ်။ ဆိုရင်အရာအလုံးပြည့်စုံသွားပြီလူတိုင်းအကြောက်တရားကင်းကင်းနဲ့အေးချမ်းစွာနေထိုင်နိုင်ကြပါပြီဒါလေးအရင်ထက်လာလေဦးအခုတောင်းလေးနဲ့အတော်အဘနေကောင်းလားလို့မေးတယ်လို့ပြောပြီးပါအောင်ဟုတ်ကဲ့ပါပါကျွန်တော်ပြောလိုက်ပါမယ်